American စစ်သင်္ဘောကို Venezuela ကတိုက်ခိုက်တယ်လို့မျိုးလောက်ကျန်ဖန်တီးမဲ့ American ဗဟိုထောက်လှမ်းရေး Agency CIA ရဲ့အစီအစဉ်ကိုဟန်တားနိုင်ခဲ့ကြောင်း Venezuela ကဆိုပါတယ်။ October 29ရက်နေ့မှာ Venezuela အာဏာပိုင်တွေက CIA ထောက်ပံ့ပေးထားတဲ့လျှို့ဝှက် cell တစ်ခုကိုဖောက်ထုတ်ပြီးအဲ့ဒီ agency ကိုဟန်တားနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ CIA ကပံ့ပိုးပေးထားတဲ့ cell ဟာ Caribbean ပင်လယ်ပြင်တောင်ပိုင်းမှာဖြန့်ကျက်ထားတဲ့ American စစ်သင်္ဘောကိုတိုက်ခိုက်ပြီး ဗင်နီဇွဲလာလက်ချက်အဖြစ်ပုံချဖို့ကြံစီထားတယ်လို့ဗင်နီဇွဲလာထောက်လှမ်းရေးတွေကဆိုပါတယ်အပြစ်ပုံချမဲ့အကြံစီအတွက် CIA ကရွေးချယ်ထားတဲ့ပြစ်မှတ်ဟာ American ရဲ့ပဲ့ထိန်တုံးကြီးတက်ဖြတ်သိမ်းပေါ် USS Gravely ဖြစ်တယ်လို့ဗင်နီဇွဲလာကအခိုင်အမာပြောပါတယ်အဲ့ဒီသိမ်းပေါ်ဟာအောက်တိုဘာ26ရက်နေ့တုန်းက Trinidad နဲ့ Tobago နိုင်ငံမှာကန့်ကွက်ရနာထားခဲ့ပါတယ်အဲ့ဒီနေရာကဗင်နီဇွဲလားကုန်းတွင်းပိုင်းကိုဒုံးကျည်တွေနဲ့ပြစ်ခတ်နိုင်လောက်အောင်လက်လန်းမိပါတယ်။ CIA ကတော့ ဗင်နီဇွဲလာဘက်ကဆွဆွဲမှုနဲ့ပတ်သက်လို့တခုခုတုံ့ပြန်မှတ်ချက်ပေးတာမျိုးမရှိပါဘူး။အမေရိကန်သမ္မတထရမ့်ဟာဗင်နီဇွဲလာအပေါ်ရန်လုံမှုတွေတည်တည်တသာပြသနေတယ်လို့ကာရေဘီယံမှာစစ်အင်အားစုဝေးဖြန့်ကျက်ထားမှုကလည်းသမ္မတနီကိုလတ်စ်မာဒူရိုရဲ့ဗင်နီဇွဲလာအစိုးရအတွက်တော့စိုးရိမ်မှုတွေကိုမြင့်တက်လာစေပါတယ်။ထရမ့်ကမာဒူရိုကိုမူရမှောင်ကိုဂိုင်းကောင်းဆောင်တဦးလို့ဆွဆွဲပြီးဒေါ်လာသန်း90စုငွေထုတ်ထားပါတယ်။ဒါအပြင် American စီမူရစေးမှောင်ကိုတင်ပို့နေတဲ့ရေရင်တွေလို့ဆွဆွဲပြီး ဗင်နီဇွဲလားလှေတော်တော်များများလဲကာရေဘီယံပင်လယ်မှာဂျားဖြတ်တက်ခိုက်ဖြက်စီးပစ်ခဲ့ပါတယ်ဗင်နီဇွဲလားမှာမာဒူရိုရဲ့အစိုးရကိုဖြုတ်ချဖယ်ရှားဖို့ကြံစည်နေတယ်ဆိုတဲ့ထင်ကြီးတွေကိုတော့ထရမ့်ကညှင်းဆို့ထားပါတယ်ဗင်နီဇွဲလားရဲ့မူရစေဝါမှောက်ကိုကိုင်းတွေကိုတိုက်ဖြတ်ဖို့ဆိုတဲ့အစီအမံအရအမေရိကန်စစ်တပ်ဟာကာရေဘီယံမှာစစ်သင်္ဘော9စီးနဲ့မက္ကဆီကိုပင်လယ်ကွေ့မှာစစ်သင်္ဘောတစ်စီးဖြန့်ကျက်ထားပါတယ်ဒါတင်မကသေးပဲကမ္ဘာပေါ်မှာအကြီးမားဆုံးလေယာဉ်တင်စစ်သင်္ဘောကြီးဦးဆောင်တဲ့တိုက်ရင်ရင်အုပ်စုကလည်း မကြာခင်ကာရေဘီယံပင်လယ်ပြင်စီရောက်ရှိလာမယ်လို့အမေရိကန်ရဲ့ပင်တဂွန်စစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်ရှင်